ြောတာပေါ့သားတွေ9ယောက်လောက်ညာအကုန်လုံး20ပတ်ကြလဲရောကိုယ့်အသက်က40ကျော်နေပြီဆိုတော့လေငါအသက်25ယောက်ကြာယူရကလေးမျိုးရဆိုလို့ရှိရင်ဒီကလေးထွက်လာမှလည်းဆိုပတ်တီရောဆိုအဲ့လိုမျိုးဒါပေမဲ့မေမေပေါက်တော့ဖြစ်နေပြီနော်မေမေပေါက်လို့ဝိုင်းကော်ရပေါက်တယ်မေမေပေါက်ရောက်တော့မဖြစ်သေးဘူးလေပါဖြစ်သေးဘူးနော်ကိုယ့်ကဗိုက်ရမယ်သွားပြီးတော့လည်းဟောင်းလေးကြီးသွားခွန်တယ်တမျိုးပဲကိုယ်စိတ်ထဲမှာလည်းအဲ့လိုမျိုး PK ကစကိုကဟိုအမရစတွေ့ကလေးကဟိုသားလေးလိုပဲခွန်နေကြဆိုတော့အဲ့လိုဆိုတော့ ကားတစ်ကားအောင်စရိုက်မယ်ဆိုရင်တော့အဓိကတော့ဇလန်းအောင်ကြည့်ရပါတော့။ဘိုလောင်းမဲ့ character ကိုရိုက်ရမယ်ဇလန်းကိုအရင်ဆုံးစပြီးတော့ကြည့်ရပါတော့။ဒုတိယတော့ဘယ်သူရိုက်မလဲဆိုတော့အဲ့ဟာလေးကိုစပြီးတော့ကြည့်ပြီးတော့မှဆုံးဖြတ်ပြီးရိုက်ပြရအောင်ဖြစ်တယ်။ဒါကတော့ပြောရတဲ့ဖိတ်စာမှာလည်းသူတို့ဆောင်နည်းဆိုပြီးတင်မထားတယ်။အဲ့ပေါ်တော့ခံစားမှုလည်းရှိတယ်။ရွတ်တက်ပြီးရဲ့ခေါင်းစဉ်တိုင်းမို့ ွားရင်တော့မဟုတ်ပါဘူးကိုကိုကတော့အမြဲတမ်းအစ်စ်လိုပဲခံယူနေရသီးလားဂျိုက်လိုက်တိုင်းစိတ်လှုပ်ရှားတယ်ငါဒီကားမှာလုံနိုင်မှာမလားဒီကာရက်တာဝင်မှာမလားဆိုတာတော့အမြဲတမ်းစိတ်လှုပ်ရှားတယ်အမြဲတမ်းတည်ယူနေရတယ်ကာရက်တာရလည်းတစ်ခုနဲ့တစ်ခုကအမြဲတမ်းစိတ်မတူတာများတယ်ဆိုတော့ဒီအစ်စ်အတွက်ကအမြဲတမ်းရင်ခုန်ပြီးတော့စိတ်လှုပ်ရှားပြီးတော့ပြင်ဆင်ရတယ်အဲ့ဒါတော့ကိုကိုကို အစ်စ်လိုပဲငါဘာမှမသိသေးဘူးလားမသိငါပြန်ပြီးတော့စနေစာမြင်တာအိမ်သားတော့မြင်နေလို့ရတာဟုတ်ကဲ့ PK ကတော့ဟိုပါဘောသူစူးစမ်းတယ်ဒီ writer သူတအားဖြစ်ချင်တယ်သူဒီပုံမှာစိတ်နှစ်တယ်စိတ်ဝင်စားရှိတယ်ဘယ်လိုပြောမလဲအားလဲထည့်တဲ့အတွက်ကြောင့်ဘယ်လိုပေါ့နော်ဒါသူသူ့ရဲ့အောင်ဘယ်လိုပြောမလဲသူ့ရဲ့အားထည့်မှုတော့မတော့အတိမပြုတာဟုတ်ကဲ့ဘယ်လိုပုံစံလဲဆိုခုနကပြောသလိုပါဘောရင်ကလေးပေါ့ကလေး character နည်းနည်းတော့ဟို လိုက်ပါမလားဗောနော်ဇလန်းတော့နည်းနည်းလေးတော့ဟိုကိုကိုကြီးရဲ့ကြီးမြတ်တယ်မှာပါဗောနော်အဲ့တော့နည်းနည်းဗောနည်းနည်းတော့ကြီးမြတ်တယ်အဲကိုနဲ့အဆင်ပြေပါမလားကိုလုံနိုင်ပါမလားတော့တော့ကြာကိုရိုက်ပြီးမှလေကိုကိုရဲ့အပိုင်ကနေမကောင်းဆိုလို့ရှိရင်တကားလုံးကမကောင်းဖြစ်သွားမှာဆိုတော့ကိုကစိတ်ပူတယ်အဲ့တော့ဟိုကိုကကောင်းနိုင်ပါမလားပြေွားဗောနော်တော့ကြာကိုကြောင့်ဘလို့ဒီကားလေးကထိခိုက်သွားမှာဆိုတော့အချို့ကားရဲ့မပါပြစ်စရာကိုပါရင်ပို့ပြီးတော့စိတ်စိတ်ညစ်စရာကောင်းမှာမဟုတ်ဘူးအဲ့လိုမပါပြစ်တာရည်လည်းရှိရပါဘူးအဲ့လိုမျိုးပါဟုတ် တော့ဟာဆိုလဲအငယ်ရင်းနဲ့ဆိုတော့ကို့မေလို့ခေါ်တယ်ဘလို့ခံစားရလဲပြောတာပေါ့သားတွေခုနှစ်ယောက်တော့ညာအကုန်လုံး20ပတ်ကြလဲရောကို့အသက်က40ကျော်နေပြီဆိုတော့လေအမ်မာသက်20မှာရောင်ကြာယူရကလေးမျိုးရဆိုလို့ရှိရင်ဒီကလေးထွက်လာမှလည်းဆိုပတ်တီရောဆိုအဲ့လိုမျိုးညာဆက်လူတွေတော့အမေမေမေပေါက်တော့ဖြစ်နေပြီနော်မေမေပေါက်လို့ဝိုင်းခေါ်တာပေါက်တယ်ဟုတ်မေမေပေါက်ရောက်တော့မဖြစ်သေးဘူးလေပါဖြစ်သေးဘူးနော်ဖြစ်သေးဘူးလေဒါကချက်စနိုးနဲ့ခွာဖြစ်ပါ့ ဟုတ်ကွာလည်းမဟုတ်ပါဘူးအဲ့လိုကလေးတွေတွေ့အောင်အဲဒါလေးဒါလေးအဆင်ပြေလားဟဲ့ဒါလေးလောင်းငါပြပြမယ်ဒါလေးကဘယ်လိုမျိုးဆိုအဲ့လိုမျိုးဆိုတော့သူတို့ရဲ့စိတ်ထဲမှာလည်းဟိုကိုယ့်ရဲ့အမေအမလို့အဲ့လိုမျိုးသူတို့ခံစားနောက်ကကျတော့လည်းဗီတာမင်ကကျတော့အရှိမအမနဲ့သားသားမီးလို့ရတာဆိုတော့သူကလည်းအမလည်းနှုတ်ကျိုးနေရလည်းပေါ့ဗောဒါပေမဲ့အဲ့ဟာကြောင့်မလို့တော့မဟုတ်ဘူးဗောနော်အဲ့မတိုင်ခင်တည်းတွေ့ကြရအမေအမကွာလည်းသားလေးအဲ့သားလေးလောင်းအဲ့လိုမျိုးပဲပြောနေကြဆိုတော့အဲ့လိုမျိုးတယောက်နဲ့တယောက် respect ရှိတယ်လို့လို့အဲ့လိုမျိုးပုံစံမျိုးနဲ့ခေါ်နေတယ်ဗောနော်ကိုကဗီတာမင်သွားပြီးတော့လည်း ဟိုလေးကြီးသွားခွန်လေးတမျိုးပဲကိုစိတ်တယ်မှာလေအဲ့လိုမျိုးပီကီကစကိုကဟိုအမရစတွေ့ကလေးကဟိုဒါလေးလိုပဲခွန်နေကြဆိုတော့အဲ့လိုဆိုတော့လူငယ်တဲ့6နှစ်လောက်ကလေးကမရှုတင်မှာဆိုရင်ဒါလေးလိုပဲခွန်နေကြ ဟိုဒီအမတပုတ်ဆရာပဲဒီကိုကကလေးတွေလို့ကိုမျိုးစီမှာသဘောထားဆိုတော့အဲ့လိုမျိုးပဲခေါ်နေကြဆိုတော့တို့တွေကောင်းတာကိုအမေမေပဲအခုကြပို့ဆိုးရယ်ကောင်းမှာမေပြန်လို့အဲ့ကလေးကောင်းတာ respect ရှိရယ်ကလေးတွေပါမယ်โอเคကောင်းတာတည်ယူခြင်းနဲ့တို့ကတက်ကြွနေရွယ်ဆိုတော့လေတည်ခြင်းနဲ့အဲ့လိုမျိုးဆိုတော့ဟိုကိုအတွက်တော့ဟိုဘယ်လိုပြောမလဲတို့တို့စီ energy ရနေရပါမယ် positive energy များရတို့တို့စီရယ်တို့ဖြစ်ချင်တာတွေတို့ရိုက်ချင်တဲ့အဲ့လိုမျိုးဖြစ်ချင်တဲ့စိတ်တွေကောင်းတာကိုငငယ်တော့ဟောင်ပြန်မြင်နေကိုကပို့ပြီးတော့ refresh ဖြစ်တယ်လို့ပဲအဲ့လိုမျိုး refresh လုပ်လိုက်တယ်လို့ခံစားရတယ်သူက